မင်္ဂလာညနေခင်းပါရှင်။ဒဇမလ9ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုစတင်မိသားရဲ့ထုတ်လင်းတင်ဆက်ပေးသွားတော့မယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့လာပိုင်းအတွင်းတက်တန်းကုန်ဆုံးတော့မယ့်မြန်မာလူသားတွေအပါအဝင်လောင်နဲ့ VN နဲ့ရွှေပြောင်းလူသားတွေကိုတစ်နှစ်တက်တန်းတိုးပေးမယ်လို့ထိုင်းအလို့သမားဝင်ကြီးပြောကြားခဲ့တဲ့သတင်းထိုင်းနိုင်ငံဟဲ့ရိုင်ခရိုင်မှာရေဘေးဒုက္ခသင်ခဲ့တဲ့မြန်မာလူသားညေကို2ဦးထိုင်းထီပေါက်တဲ့အတွက်ဘန်းငွေ12တန်းရရှိခဲ့တဲ့သတင်း ဖန်ဆင်းထိမ့်သိမ်းခံထားရတဲ့တောင်ကိုရီးယားသမ္မတဟောင်းရွန်ကလွတ်လပ်မှုအတွက်စုယုံဆန္ဒပြကြဖို့၎င်းကိုထောက်ခံသူတွေကိုတိုက်တွန်းခဲ့တဲ့တဲ့နဲ့ဝါဆမ်နဲ့တည်ရကြခဲ့တဲ့အတွက်ခံပြင်းပြီးဒေါသထွက်မိတယ်လို့အမရန်ပြောကြားခဲ့တဲ့တဲ့နဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့လာပိုင်းအတွင်းသက်တမ်းကုန်ဆုံးတော့မဲ့မြန်မာလုံသားတွေအပါအဝင်လောင်နဲ့ BNN ရွှေပြောင်းလုံသားတွေကိုတနှစ်သက်တမ်းတိုးဝင်မယ်လို့ထိုင်းအလုံသမားဝင်ကြီးပြောကြားခဲ့တဲ့တဲ့တွေကို တင်ဆက်ပေးပါမယ်။ လာပိုင်းအတွင်းတက်တန်းကုန်ဆုံးတော့မဲ့မြန်မာလုံသားတွေအပါအဝင်လာအိုနဲ့ဗီယက်နမ်ရွှေပြောင်းလုံသားတွေကိုတစ်နှစ်တက်တန်းတိုးပေးမယ်လို့ထားကြောင်းထိုင်းသတင်းတချို့မှဖော်ပြထားပါတယ်2026ခုနှစ်ဖေဖော်ဝါရီနဲ့မလတွေမှာတက်တန်းကုန်ဆုံးတော့မဲ့မြန်မာအပောင်းဝင်လောင်နဲ့ဗီယက်နမ်ရွှေပြောင်းလုပ်သားတွေကိုတနှစ်တက်တန်းထပ်မံတိုးမြှင့်ပေးမှာဖြစ်ကြောင်းအလို့သမားပြောင်းလဲမှုကိုထိန်းနိုင်ဖို့အလို့ရှင်တွေလုပ်ငန်းတွေနဲ့ထိုင်းနိုင်ငံရဲ့စီးပွားရေးအပေါ်တက်ရောက်နိုင်တဲ့နိုင်ငံသားအလို့သမားလိုအပ်ချက်တွေကိုထိန်းသိမ်းနိုင်ဖို့ တက်တန်းတိုးမြင့်ပေးတာဖြစ်တယ်လို့ထိုင်းအလုံသမားဝင်းကြီးတင်းနုထရန်ထောင်ကပြောပါတယ်တက်တန်းကုံဆုံတော့မဲ့ရွှေပြောင်းလုတ်သားတွေအနေနဲ့တက်တန်းမကုံဆုံးမီမှာမဖြစ်မနေတက်တန်းတိုးဖို့လိုအပ်ကြောင်းအလုံးလုတ်ကင်ခွဲ့တက်တန်းတိုးတဲ့လုပ်ငန်းစဉ်ကိုထိုင်းပြည်ရေးဝန်ကြီးဌာနရဲ့ရဲအတိအကျထုတ်ပြန်ကြေညာတာကနေစတင်ပြီးလုတ်ကင်ရမှာဖြစ်ကြောင်းအလုံးရှင်တွေလုတ်သမားတွေအနေနဲ့ကြိုတင်ပြင်ဆင်ထားဖို့လိုကြောင်း ထိုင်းလူသမားဝင်ကြီးဌာနကထုတ်ပြန်ပါတယ်။ဒါပြင်နေဆက်အငင်းပွားမှုကြောင့်ကမ္ဘောဒီးယားရွှေပြောင်းလုတ်သား9000ကျော်ကိုတည်တန်းတိုးပေးမှာမဟုတ်ဘဲ၎င်းတို့နေရာမှာမြန်မာ၊လာအို၊ဗီယက်နမ်ရွှေပြောင်းလုတ်သားတွေနဲ့အစားထိုးမှာဖြစ်ကြောင်းအခုနှစ်နိုဝင်ဘာလဆန်းပိုင်းကထိုင်းလူသမားဝင်ကြီးကပြောကြားထားပါတယ်။ထိုင်းလူသမားဝင်ကြီးကကမ္ဘောဒီးယားအလုပ်သမား9000ခန့်အတွက်အလုပ်ပါမဲ့တည်တန်းကုန်ဆုံးပြီးတဲ့နောက်အစားထိုးလုပ်သားတွေအစားထိုးခေါ်ယူဖို့ပြင်ဆင်နေပြီးတက်တန်းကုန်သွားတဲ့အလုပ်သမားအများစုဟာစိုက်ပျိုးရေးကဏ္ဍမှာအလုပ်လုပ်ကင်နေကြတယ်လို့ပြောကြားခဲ့ပါတယ်။ ထပ်မံပြီးထိုင်းနိုင်ငံဟဲ့ရိုင်ခရိုင်မှာရွှေဘေးဒုက္ခသင်ခဲ့တဲ့မြန်မာလူသားညီအကိုနှစ်ဦးထိုင်းထီပေါက်တဲ့အတွက်ဘန်းငွေ၁၂သန်းရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါထိုင်းနိုင်ငံဟဲ့ရိုင်ခရိုင်မှာရွှေဘေးဒုက္ခသင်ခဲ့တဲ့မြန်မာလူသားညီအကိုနှစ်ဦးထိုင်းထီပေါက်တာကြောင့်ဘန်းငွေ၁၂သန်းရရှိခဲ့တယ်လို့ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတချို့ကလူမှုကွန်ရက်မှာရေးသားထားပါတယ် ထိုင်းတီဘတ်ဆက်နှစ်တန်းစုခိုးရရှိခဲ့တဲ့ညေကိုနှုတ်ဟာရေဘေးသင့်ဟဲ့ရိုင်ခရိုင်မှာပရံလုပ်ငန်းလုပ်ကင်နေသူတွေဖြစ်ကြောင်းရေဘေးကြောင့်၎င်းတို့နေထိုင်တဲ့အလုသမားတန်လျာတစ်ခုလုံးပါသွားခဲ့ကြောင်းဒီအညီကိုနှစ်ဦးဟာလည်းထိုင်းကေဆင်းရဲ့အဖွဲ့ရရဲ့ကိုညီကေဆင်းမှုကြောင့်အသက်ရှင်တန်ခွင့်ရခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကေဆင်းဝင်တဲ့အမျိုးသမီးကထမင်းမိုးတယောက်ဘန်900ပေးခဲ့လို့ဟဲ့ရိုင်လေးစိတ်အတွင်တ냐အိပ်ပြီးဘန်ကောက်ကတငယ်ချင်းတွေစီလမ်းစည်းရဲ့အကူအညီတောင်းပြီးအလုရှာမယ်ပေါ့။ ခရီးထွက်လာရမှာကားဂိတ်တနေရာရောက်တော့ထီလက်မဲ့အတင်းလာပြီးတော့ကားကားနဲ့အပေါ်ဝင်ဝင်မရှိတာကြောင့်လက်ကပြလိုက်တာကိုထီရောင်းသူကဝဲမဲ့ထင်ပြီးလက်ထဲကိုအတင်းလာထည့်ပြီးရင်ဘတ်နေရာပဲယူမယ်နော်ရောင်းနေတာ220ပါရေကြီးနေတော့ထီရောင်းမကောင်းလို့ဝဲပေးပါလို့ပြောတော့ထီရောင်းသမားကမင်းကလေးဖြစ်နေတော့မထူးတော့ဘူးအားနာတယ် ထမင်းတစ်နက်လောက်မစားဘဲအငတ်ခံလိုက်မဲ့ဆိုပြီးယူလိုက်မိရကနေအမြင့်ဆုံးစုကြီးနှစ်ဆောင်တွဲထိုင်းဘတ်ငွေ3ပေါင်း120ကန်ထူးသွားပါတယ်လို့ AAC အဖွဲ့ကကိုခိုင်ကြီးကလူမှုကွန်ရက်မှာရေးသားထားပါတယ်။ဆက်လက်ပြီးဖန်စီထိမ့်သိမ်းခံထားရတဲ့တောင်ကိုရီးယားသမရဟောင်းယွန်းကလွတ်လပ်မှုအတွက်စုယုံဆန္ဒပြကြဖို့၎င်းကိုထောက်ခံသူတွေကိုတိုက်တွန်းခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဖန်စီထိမ့်သိမ်းခံထားရတဲ့တောင်ကိုရီးယားသမရဟောင်းယွန်းဆော့ယူက လွတ်လပ်မှုအတွက်စုယုံဆန္ဒပြကြဖို့၎င်းကိုထောက်ခံသူတွေကိုဒသမ3ရက်ကအချင်းတောင်အတွင်းကနေတိုက်တွန်းနှိုးဆော်ခဲ့ပြီးလွန်ခဲ့တဲ့တစ်နှစ်ကစိတ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့တဲ့၎င်းရဲ့ဆုံးဖြတ်ချက်ကိုလည်းခုခံကာကွယ်ပြောဆိုခဲ့ပါတယ်2024ခုနှစ်ဒသမ3ရက်ကယွန်းဟာတောင်ကိုရီးယားမှာဆယ်စုနှစ်၄စုကျော်အတွင်းပထမဆုံးအကြိမ်အဖြစ်စိတ်အုပ်ချုပ်ရေးအမိန့်ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်ဒါကြောင့်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးလွှတ်တော်မှဆန္ဒပြသူတွေနဲ့စစ်သားတွေအကြားထိတ်တိုက်တွေ့ခဲ့ပါတယ် နိုင်ပိုင်းအကြမှာလွှတ်တော်ကရွန်ရဲ့ဆေးဥချုပ်ရဲ့အမိန်ကိုပယ်ချခဲ့ပြီးတဲ့နောက်ရွန်ဟာ၎င်းရဲ့ဆေးဥချုပ်ရဲ့အမိန်ကိုပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။အဲနောက်လွှတ်တော်ကရွန်ကိုဆွဆွဲပြစ်တင်ခဲ့ပြီးအခုနှစ်ဧပြီလမှာအခြေခံဥပဒေဆိုင်ရာတရားရုံးကရွန်ကိုသမရယာရုကနေဖယ်ရှားခဲ့ပါတယ်။တဇမ၃ရက်ကဆိုးလ်မြို့တော်မှာရှိတဲ့လွှတ်တော်အဆောက်အအုံအနီးမှာလူပေါင်းထောင်ချီစုယုံဆန္ဒပြခဲ့ပြီးယာနေချီတဲ့ရွန်ကိုထောက်ခံသူတွေကခြိတက်ဆန္ဒပြခဲ့ကြပါတယ်။ရွန်က၎င်းကိုထောက်ခံသူတွေကို တောင်ကိုရီးယားသမ္မတနိုင်ငံရဲ့လှုပ်လှမှုကိုကာကွယ်ဖို့နောက်တစ်ကြိမ်ထားကြွကြဖို့တိုက်တွန်းခဲ့ကြောင်း၎င်းရဲ့ရှင်းနေရေးထုတ်ပြန်တဲ့အစိုးရခန်းစာမှာဖော်ပြထားပါတယ်။ဒီနိုင်ငံကိုအချုပ်ချာအာဏာပိုင်ပြည်သူတွေကပိုင်ပါတယ်လို့ရွန်းကပြောကြားခဲ့ပါတယ်။ဒါပြင်ပြီးခဲ့တဲ့နှစ်ကဆီယိုချုံရဲ့အမိန့်ထုတ်ပြန်ရတဲ့ဆုံးဖြတ်ချက်ဟာတရုတ်လိုလားသူတွေမြောက်ကိုရီးယားလိုလားသူတွေနဲ့နိုင်ငံတော်သစ္စာဖောက်မဲ့လှုပ်ရှားမှုတွေကိုစန့်ကျင်တိုက်ဖြတ်ရမှာတရားမျှတမှုရှိခဲ့ကြောင်းလည်းယွန်းကပြောကြားခဲ့ပါတယ်။ သူ့ရဲ့နေရာကိုစက်ခံခဲ့တဲ့လက်ရှိသမရလီဂျီမြောင်ဟာတရားမျှတမှုမရှိဘဲအကျင့်ပြတ်ချစားတဲ့အာနာရှင်စနစ်ကိုဥဆောင်နေတယ်လို့လည်းယွန်းကဝေဖန်ရှုံချခဲ့ပါတယ်။ယွန်းဟာစေအုပ်ချုပ်ရဲ့အမိန့်ထုတ်ပြန်ခဲ့မှုနဲ့ပတ်သက်ပြီးနိုင်ငံတော်ပုံကံမှုတခြားဆွဆွဲချက်တွေနဲ့တရားရင်ဆိုင်နေရပြီးပြစ်မှုထင်ရှားတွေးရှိမယ်ဆိုပါကတည်တဲ့အထိချမှတ်ခံရနိုင်တာဖြစ်ပါတယ်။ဒါပြင်ယွန်းရဲ့ဇနီးဖြစ်သူကန်ကွမ်ဟီဟာလည်းစေအုပ်ချုပ်ရဲ့အမိန့်ထုတ်ပြန်မှုနဲ့ပအဝင်ပတ်သက်တဲ့ဆွဲချက်တွေနဲ့စုံစမ်းစစ်ဆေးခံနေရပါတယ်။ ။နောက်ဆုံးသတင်းဒီပုံအနေနဲ့ WhatsApp နဲ့တင်ရကြခဲ့တဲ့အတွက်ခံပြင်းပြီးဒေါသထွက်မိတယ်လို့အော်ရန်ပြောကြားခဲ့တဲ့အောက်ကစားသတင်းကိုတင်ဆက်ပေးမှာပါ။မယူသိန်းနှပြ Ruben Amoran ကမနေ့ကရှင်ပြိုင်ခဲ့တဲ့ Premier League ပွဲစဉ်မှာ WhatsApp အသင်းနဲ့တင်ရကြခဲ့တဲ့အတွက်ခံပြင်းပြီးဒေါသထွက်မိတယ်လို့ပြောကြားခဲ့ပါတယ်။အဲ့ဒီပွဲမှာမယူသိန်းက58မိနစ်မှာဦးဆောင်ကိုသွင်းယူနိုင်ခဲ့ပေမဲ့83မိနစ်မှာခြေပကိုပြန်ပေးခဲ့ရတာကြောင့် သုံးမှတ်ရမယ့်အနေအထားကနေတမှတ်သာရရှိခဲ့တာပါ။ဒါကြောင့်အမော်ရန်ကခံပြင်းကြောင်ပြောကြားခဲ့တာဖြစ်ပြီးခြေပေါက်ကိုပေးလိုက်ရတာကပြန်ပတ်အသင်းရဲ့အဝေးဘောတွေကိုတားဆီးဖို့ပြက်ကွက်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်းသုံးသပ်ခဲ့ပါတယ်။ခံပြင်းနဲ့ဒေါသထွက်တယ်ဒါပါပဲ။ဒုတိယပိုင်းမှာကျွန်တော်တို့ပွဲကိုမထိန်းချုပ်နိုင်မှုဆိုတာကဒီနေ့ရဲ့ပြဿနာမဟုတ်ပါဘူးပထမကိုသွင်းပြီးတဲ့နောက်မှာကျွန်တော်တို့စကန်ဘောတချို့ဆုံးရှုံးခဲ့ရပါတယ်ဂိုးပေါက်ရဲ့အဝေးမှာတစ်ချိန်လုံးကောင်းွယ်ဖို့ကြိုးစားခဲ့ရပါတယ်ဂိုးကအဝေးဘောကနေစတင်ခဲ့တာပါ တို့က၃ရောင်းနဲ့ရင်ဆိုင်ပြီးစကန်ဘောရသွားပါတယ်။ဒါကြောင့်ကျွန်တော်တို့ပိုကောင်းမှုလိုအပ်ပါတယ်။ကိုထက်အရက်အများကြီးပုံမြင့်တဲ့အသင်းသတင်းကိုအခုလိုတောက်ကန်ဘောမျိုးခွင့်မပြုသင့်ပါဘူးလို့အမရန်ကပြောကြခဲ့ပါတယ်။ဘောလုံးသုံးသက်သူအဖြစ်ဆောင်ရွက်နေတဲ့မန်ယူကစားသမားဟောင်းရန်ကင်းကလည်းမန်ယူအသင်းရဲ့ခန်းစင်းတဲ့အကွင်းလယ်မှာမိကုံးထုတ်เสียကြီးကြီးမားမားရှိနေစေဖြစ်ကြောင်းသုံးသက်ပြောကြားခဲ့ပါတယ်။ဒဇမလ9ရက်နေ့ညနေခင်းသတင်းတွေကိုတရားထုံးလင်းတင်ဆက်ပေးသွားခဲ့တာပါ။ ည၈နာရီမှလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေ။